တောင်ကိုရနိုင်ငံမှာပြုလုပ်တဲ့အာရှပစ္စည်းပဲစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အေဘတ်အစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီဂျင်းပင်တို့တွေ့ဆုံမဲ့အစည်းအဝေးကိုနိုင်ငံတကာကစိတ်ဝင်စားစားနဲ့စောင့်ကြည့်နေတယ်လို့နီဂျီအေးရှားကဖော်ပြခဲ့ပါတယ်။အမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးစစ်ပွဲကြောင့်တင်းမာမှုတွေမြင့်တက်ခဲ့ပြီးနောက်ထရန့်နဲ့ရှီတို့တွေ့ဆုံချိန်မှာအဓိကစောင့်ကြည့်ရမယ့်အချက်တွေရှိနေကြောင်းကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ပါတယ်။သူတို့နှစ်ဦးတွေ့ဆုံချိန်မှာ အဓိကဆွေးနွေးမဲ့ပထမအချက်မှာကုံသွယ်ရေးနဲ့ကုံသွယ်ကုန်းတွေအပြန်အလှန်တိုးမြင့်မှုကိုသဘောတူညီမှုရယူရေးဖြစ်ပါတယ်။ထရန့်ဟာတရုတ်ရဲ့မြေချသတ္ထုတင်ပို့မှုတွေထိန်းချုပ်မှုကဲ့သို့အဓိကအရေးကိစ္စတွေမှာတင်းမာမှုတွေရောကြစေဖို့သဘောတူညီချက်တစ်ခုရရှိအောင်တွန်းအားပေးလှုံ့ဆော်ပေးရှိနေပါတယ်။ဒုတိယအချက်မှာထရန့်ဟာအမေရိကန်နိုင်ငံအတွင်းကိုဖန်တန်တိုင်းမူရစ်စေဝါတွေဝင်ရောက်မှုကိုတိုက်ဖြတ်ရေးအတွက်ရှီနဲ့အလေးနဲ့ဆွေးနွေးတော့ပဲရှိပါတယ်။ အမေရိကန်ဟာဒီမူရစ်စေဝါကိစ္စနဲ့ပတ်သက်ပြီးတရုတ်ကုန်စည်တွေအပေါ်ကုန်သွယ်ကုန်တွေတိုးမြင့်ခဲ့တာဖြစ်တာကြောင့်ဒီရေးကိစ္စဟာစိန်ွင့်ညီနိုင်မှုတွေမှာအပါမဖြစ်ပါဝင်လာမှာဖြစ်ပါတယ်။တတိယအချက်မှာပြည်ခြားတပ်ထုတွေထောက်ပံ့ရေးကွင်းဆက်ဖြစ်ပါတယ်။တရုတ်ဟာပြည်ခြားတပ်ထုတွေတင်ပို့မှုကိုကန့်သတ်ခဲ့တာကြောင့်ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်ကိုထိခိုက်စေခဲ့ပါတယ်။ဒါကြောင့်အမေရိကန်ဟာတရုတ်ရဲ့မြေချားတပ်ထုတွေတင်ပို့ရောင်းချမှုကိုထိန်းချုပ်ထားမှုပါဖြစ်လျှော့စေဖို့ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။စတုဒ္ဒရာအချက်မှာ မေရိကန်တရုတ်အားပြိုင်မှုမှာတောင်ကိုရီးယားနိုင်ငံရဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ရှီနက်ထရန်တို့ဟာတောင်ကိုရီးယားမှာတွေ့ဆုံတာကဒေတာတွင်တောင်ကိုရီးယားရဲ့အခန်းကဏ္ဍကိုမြင့်တက်စေမှာဖြစ်ပါတယ်။တောင်ကိုရီးယားဟာအေဗက်စည်းဝေးကိုတဘာပတိဖြစ်လက်ခံကျင်းပယုံတာမကအမေရိကန်နဲ့တရုတ်ကြားအင်အားချိန်ခွင့်ရှာညှိမဲ့နိုင်ငံအဖြစ်ချုပ်မြင်ခံရရပါတယ်။နောက်ဆုံးအချက်မှာထိပ်သီးအစည်းအဝေးတွေဟာ ီဒီယာတွေရဲ့အာယုံဆိုင်မှုကိုရရှိလေးရှိရာကြောင့်ထွက်နေရှိတို့ရဲ့တွဲဆုံမှုပါအလုံးစုံသဘောတူညီမှုရရှိခြင်းထက်ပြဿနာတွေကိုတင်းတော်စွာစီမံဖြေရှင်းရေးသဘောတူညီမှုသာရရှိွယ်ရှိကြောင်းကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်